மிங்களாவாஷேன் ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။မှွေမြဲမှွေစဲနှင်းစီတို့မဟုတ်တောင်အောင်ဆန်းစုကြည်ရန်ကုန်မြို့ကပိုင်ဖျားလမ်းပေါ်ကကမုံပွင့်ကုန်တိုင်းလူကူးကုန်းကြော်တံတားမှာ80ချစ်တယ်ဆိုတဲ့စာလမ်းချိတ်ဆွဲခဲ့တဲ့လှုပ်ရှားမှုတစ်ခုကိုပြည်တိုင်းတော်တပိဖွဲ့ကလုပ်ခဲ့ပါရယ်။အထွေထူးရေးသားချက်မပါတဲ့80ချစ်တယ်ဆိုတဲ့စကားစုလေးကဆရာနာရှင်တွေဘက်ကကြည်ပုံကန့်မှုပါပဲ။ဘာလို့လဲဆိုတော့80ဆိုတာ2025ခုနှစ်စွန်လ19ရက်မှာအသက်80ပြည့်သွားတဲ့တောင်အောင်ဆန်းစုကြည်ကိုရှင်ညွန့်ပြီးချစ်တယ်ဆိုတာကတော့ပြည်သူလူထုရဲ့ရင်တွင်းစကားဖြစ်နေလို့ပါ။ ဟာစစ်ကောင်စီရဲ့လုံခြုံရေးတင်းကျပ်မှုတွေမတရားဖိနှိပ်မှုတွေအောက်ကနေရုံကြွလာတဲ့မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုတွေတွေကတခုပဲရှိပါသေးတယ်။2021ဆင်အာနာသိန်းကလေးကဖမ်းဆီးထိန်းသိမ်းခံထားတဲ့လူထုကောင်ဆောင်တောင်ဆန်းစုကြည်ကဇွန်လ19ရက်နေ့မှာအသက်80ပြည့်ခဲ့ပါပြီ။ဖမ်းဆီးထိန်းသိမ်းလိုက်ကလေးကနှစ်စဉ်မပြတ်မကွက်လှုပ်ဆောင်လာခဲ့တဲ့မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုတွေကဒီနှစ်မှာလည်းအရှိန်ကောင်းကောင်းနဲ့ထွက်ပေါ်လာပါရဲ့။ ရှာစုနှစ်တစုရဲ့၄ပုံ၃ပုံကိုဖျက်ကျော်ခဲ့ပြီးဆိုတော့မြစ်တာတစ္ဆာကျေးဇူးတို့ရဲ့တံပိုးကိုကောင်းစွာနားလည်ခဲ့ပါပြီ။ကျမပေါ်မြစ်တာထားသူတွေကိုတစ္ဆာရှိစွာနဲ့ပေးဆက်ဖို့အစဉ်ကြိုးစားသွားပါမယ်ဆိုပြီး85နှစ်ပြည့်မွေးနေ့အတွက်သူကိုယ်တိုင်ကတိစကားပြောခဲ့သူကအခုတော့တန်တိုင်နောက်ွယ်မှာတကူတဲ့အဖော်မဲစွာနဲ့အသက်80ပြည့်မွေးနေ့ကိုဖျက်တမ်းနေရပါတယ်။ ။စစ်ခင်နှစ်သက်သူတွေနဲ့ကွေကွင်းရခြင်းစင်ရင်ကိုသူတယောက်ထင်ရင်ဆိုင်နေရတာတော့မဟုတ်ပါဘူး။သူ့ကိုချစ်မြတ်နိုးတဲ့ပြည်သူတွေကလည်းဒီစင်ရဲ့ခြင်းနဲ့အတူတကွနေထိုင်နေကြရတာပါပဲ။တဖြည်းဖြည်းအသက်ရွာလာတဲ့ လူထုခေါင်းဆောင်ဟာအရင်တုန်းကလိုနေအကျေကျုံမဟုတ်ပဲထောင်တွင်းမှာအချင်းချခံနေရတာကြောင့်80ပြည်မွေးနေ့မှာလူထုရဲ့စိုးရင်ပူပန်မှုပိုကြီးလာပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကနာဝတအစိုးရနာအဖအစိုးရစတဲ့စစ်အစိုးရဆက်ဆက်ကလာရှိကြနေအကျေကျုံဘဝနဲ့နေထိုင်လာခဲ့ရသူပါပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးမြေထောင်တွင်းနေရထိုင်ရတာမျိုးမရှိပါဘူး။တက္ကသိုလ်ရိပ်သာလန်းကချမ်းမတ်54မှာပဲနေအကျေကျုံဘဝနဲ့နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။အဲ့ဒီကလာရီတုန်းကဒေါ်အောင်ဆန်းစုကြည်ကငင်းရွယ်တုံးဖြစ်ပြီးသူ့ကိုကူညီလောက်ကန်ပြီးမြေ အဖော်အမျိုးသမီးတချို့လည်းရှိနေခဲ့ပါတယ်။2023မှာအင်းစိန်အချင်းထောင်ကိုခဏပြောင်းရွှေ့နေခဲ့ပြီးမဲ့ထောင်ခန်းဒီမှာမဟုတ်ပါဘူး။ထောင်ပရဝန်တွင်းကကြဲကြဲပြန့်ပြန့်ရှိပြီးမိန်းလာစနစ်ကစားအဆင်ပြေတဲ့တီးတန့်အိမ်လုံးလေးတွေကတခုမှနေထိုင်ခဲ့ရတာပါ။ဒါပေမဲ့ဒီတစ်ခါဆီယနာတိမ်မှုမှာထိန်းချုပ်ခံရခြင်းကသူ့ရဲ့တတဲတလျှောက်အဆူရွာဆုံးချက်နောင်ခံရမှုလို့ပြောလို့ရပါတယ်။2022ခုနှစ်ဇွန်လမှာတောင်ဆန်းစုကြည်ကိုနေအိမ်ကျေချုပ်ကနေနေပြီးတော့ကျင်းထောင်မှာပြောင်းရွှေ့ချက်နောင်ထားကြောင်းစစ်ကောင်စီကအတည်ပြုခဲ့ပါတယ်။ သူနဲ့အတူနေရင်ခြေကျုံမှာနေထိုင်ခဲ့တဲ့သူတွေလိုက်ပါခွင့်မရခဲ့ဘူးသူရဲ့တကူတဲ့တော့ပုံကိုရေးတွေ့တာမှုဖြစ်တဲ့ခွေးကလေးတိုက်ချီတို့ကိုလည်းထောင်နေခွန်မလာပဲအပြင်မှာထားပစ်ခင်ရပါတယ်ဘသူနဲ့မှတယ်လီဖုန်းဆက်သွယ်ခွင့်မရသလိုအဲတွေ့ခွင့်လည်းမရှိပါဘူး ထောင်တွင်းအချင်းချခံရမှုနဲ့ပတ်သက်ပြီးဘယ်လိုပေးပုံထားရှိရဲဆိုတာကိုစစ်ကောင်စီကတိတိကျကျထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။ဒါဟာနိုင်ငံရေးဩဇာကြီးရဲ့တောင်ဆန်းစုကြည်ပေါ်ရှုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်အောင်တမင်သက်သက်အောက်လုံးထိုးဆွဲချလိုက်တဲ့လုပ်ရည်ဖြစ်တယ်လို့ဝေဖန်တန်တွင်ညံခဲ့ပါရယ်။ဒါကြောင့်2025ဇွန်လ18ရက်မှာ Guardian သတင်းဌာနကထုတ်ဖော်ပြလိုက်တဲ့တောင်ဆန်းစုကြည်ရဲ့တရက်ခွင် CCTV မှတ်တမ်းရဲ့သကိုင်းငလင်ကြောင့်တောင်ဆန်းစုကြည်ရဲ့ဖေဖက်လက်မှာထံရရသွားတယ်ဆိုတဲ့စု Foundation ရဲ့ထုတ်ပြန်ကြေညာဟာလူလူရဲ့လွမ်းစိတ်ကိုမိစာထိုးပြလိုက်တယ်လို့ဖြစ်သွားပါရယ်။ လူတို့ကအတီးပြုတ်လို့မရတဲ့သတင်းစကားတွေတချို့တလီနေပဲဒေါအောင်ဆန်းစုကြည်ရဲ့ရှုပ်ပိုင်းစိတ်ပိုင်းအခြေအနေတွေကိုမျှော်မှန်းနေပါတယ်။ BBC ကတင်ဆက်လာတဲ့စောင်းမားထဲမှာတော့ဒေါအောင်ဆန်းစုကြည်ဟာစောက်တွေဖျင်ရင်အချင်းကြချင်းကိုအသိဉာဏ်နဲ့ရင်ဆိုင်နေရတယ်လို့ဖော်ပြထားပါတယ်။ BBC ကစုဆောင်ထားတဲ့ချက်လက်တွေရထောင်တွင်းချုပ်နှောင်ခံထားတဲ့လီးနှစ်တွင်သူဖက်ခဲ့တဲ့စာအုပ်ပေါင်း200ကျော်ပြီလို့ပြောပါရယ်စာဖက်ဝါသနာရှင်တန်သူမို့စာအုပ်တွေနဲ့တာနေထိုင်ရင်မတရားမှုကိုအတုနေမယ်ဆိုတာအငင်းပွားစရာမရှိပါဘူး တကြော့ပြန်အချင်းဆန်ပေါ်မှာဒေါအောင်ဆန်းစုကြည်ပထမဆုံးမှာတဲ့စာအုပ်နှုတ်ကရွှေတောင်ကုန်းဆရာတော်ကြီးဥပန်နီတရဲ့တတိပဌံတရားစာအုပ်နဲ့မဟာကဏ္ဍယုံဆရာတော်အရှင်စနကဘီဝင်သားရဲ့ကိုချင်းအဘိဓမ္မာစာအုပ်တွေပါတယ်။ဒါအုပ်ကြည့်ခြင်းအပြင်ထောင်တွင်းနေရက်တွေကိုဒေါအောင်ဆန်းစုကြည်အနေနဲ့ဘယ်လိုကြော့ဖြတ်နေလဲဆိုတာခံမှန်းသိလို့ရပါတယ်။ ဒေါက်တာဆန်းစုကြည်ဟာမြန်မာနိုင်ငံရဲ့တမိုင်းစင်မှာဗိုလ်ချုပ်အောင်ဆန်းပြီးရင်လူလူချစ်ခင်နှစ်သက်ဆုံးနိုင်ငံရေးကောင်းဆောင်တအုပ်ဖြစ်တယ်ဆိုတာညင်းလို့မရပါဘူး။ဒါအောင်မျိုးဆက်ဆင်ဆင်ကြည့်ရင်တည်နိုင်ပါတယ်။လူလူအောင်ကြွားမှုကြီးဖြစ်ခဲ့တဲ့88ကာလကနေအခုနောက်ဆုံးအာနာသိန်းကာလထိသူရဲ့ဩဇာဟာညှိုးညော်သွားခြင်းမရှိတာကိုတွေ့ရမှာပါ။ဒေါက်တာဆန်းစုကြည်ကိုချစ်ခင်ယုံကြည်ရမယ်ဆိုတာမြန်မာနိုင်ငံမှာမျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ကျင့်ဝတ်တစ်ခုလို့ပြောလို့ရပါတယ်။နိုင်ငံရေးဘာမှမသိခင်အရွယ်မရောက်ခင်ကတည်းကအဖေစကားနဲ့တင်ဒီမျိုးသမီးကိုလေးစားခဲ့တာအရွယ်ရောက်တော့ပိုလိလာဖြစ်တော့ပိုချစ်ခင်လေးစားတယ် င်လူရင်းစောကားမော်ကပြောတာများရင်ကိုမွေးမိခင်ကိုနားတလွန်နားတယ်ဒီမျိုးသမီးရဲ့စိတ်စေတနာတည်တည်လေးလောက်တောင်မထားနိုင်မစွန့်လွတ်နိုင်တဲ့ဟာရီကစောကားပြောဆိုနေတာဆိုပြီးအဲ့လူတွေကိုမပေါင်းအပ်တဲ့လူတွေစင်ရင်သွင်းပြီးစွန့်ခွာခဲ့တယ်အခုချိန်ဒီလဲစွန့်ခွာဆဲပါပဲလို့ လုံခြုံရေးအခြေအနေကြောင့်နိုင်ငံသားမှတင်းရှောင်နေသူမတ်ကျူးကပြောပါရယ်မြမပြည်သူလူထုဟာနှစ်ပေါင်းများစွာဖိနှိပ်ခံရမှုခွဲခြားခံရမှုအပြည့်စုံမှုမကြွယ်ဝမှုပေါင်းများစွာကိုစံကြခံရှင်တန်လာကြတဲ့သူတွေပါဒေါ်အောင်ဆန်းစုကြည်ရဲ့လူထုတွေ့ဆုံပွဲတွေမှာပြောလို့ရှိရင်ညဆိုကောင်းကောင်းအိပ်ပျော်ဖို့မနဲ့လင်းရင်ကြည်ကြည်လင်းလင်းနိုးထလာဖို့ဆိုတာဒီသဘောကိုကြည်နေအောင်နားလည်ဖို့လိုတာပါပဲဒီလိုရိုးရှင်ပြီးလွတ်လပ်တဲ့ဘဝကိုပြီးနိုင်ဖို့ကြိုးစားခဲ့သူမို့လူထုဟာလည်းသူ့နောက်ကို ကောက်ကောက်ပါလာခဲ့ပါတယ်ကျွန်တော်ဆုံပူတဲ့အဖွားတယောက်ကမဲပထမဆုံးပြီးရတော့တနက်ခါနဲ့ကြောက်ပြင်ပေါ်မှာသူ့လက်ကိုမတုံအောင်ကျင့်နေလို့ပြောပူတယ်အမေစုကိုမဲပေးရမယ်မဲကိုပဲ့မဲဖြစ်မှာဆိုလို့တောသူတောင်သားရှိုးသားတဲ့လူတို့ဟာအန်တီကိုအဲ့တလို့ချစ်ကြတယ်ဒါဟာနိုင်ငံကြီးကိုနားလေလို့မဟုတ်ဘူးချစ်ချင်းမြတ်တာပဲအဲ့တလို့လူတို့ကိုနှိပ်ပိန်းလို့ခေါ်ရင်ကျွန်တော်အသေးပေါက်တယ်လို့ကျွန်တော်တငယ်ချင်းကပြောတယ်ဒါတကယ်ပဲလို့တော်လန်ကြီး ရဲဘော်တရားဖြစ်တဲ့ကိုလင်းကဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးပြောင်းလဲလာတဲ့သူ့အမြင်ကိုပြောပါရယ်။အန်တီဟာလူမှုအပေါ်အလိုလိုက်တာတွေရှိတယ်ဒါကိုကျွန်တော်တို့သိသဘောမတွေ့ခဲ့ဘူးဒါပေမဲ့အခုနောက်ပိုင်းတကယ့်အယုကန်နင်းပြပြည်သူလူထုရဲ့အနိပေါ်လေးစားတန်ဖိုးထားမှုတွေကိုတွေ့ရတော့ဒါကိုကျွန်တော်နားလည်သွားတယ်။အန်တီဟာဒီတိုင်းပြည်အတွက်သူ့အမြင်ရှိနေပါတယ်ဆိုတဲ့စိတ်ကိုပြည်သူလူထုရင်ထဲထိရောက်အောင်ထည့်ပေးနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။ဒါဟာနိုင်ငံရေးသမားတယောက်လူမှုခေါင်းဆောင်တယောက်မှရှိတဲ့နဲ့အရေးချင်းတွေကအမြင့်ဆုံးအရေးချင်းလို့ကျွန်တော်ထင်တယ်လို့ဆိုပါရယ်။ဒေါအောင်ဆန်းစုကြည်ကသူ့ဘဝတခြားလုံးနိုင်ငံပေါ် မြုံနှံချခဲ့ပြီးနိုင်ငံလွတ်မြောက်ရေးအတွက်လက်နက်ကိုင်လမ်းစဉ်ကိုညင်းပယ်ခဲ့တဲ့သူပါဒါမဲ့ဒီတစ်ခေါက်အာနာသိမ့်မှုဖြစ်စဉ်မှာတော့သူ့ရဲ့လမ်းစဉ်ကနေခွဲထွက်လာတဲ့လက်နက်ကိုင်တော်လိုင်းတရက်ကထင်းထင်းရှားရှားပေါ်လာပါတယ် တောင်ဆန်းစုကြည်တခြားလုံးကျင့်သုံးလာခဲ့တဲ့စိတ်ဆက်ညီနိုင်လမ်းစဉ်ကနေလက်နက်ကိုလက်နက်ချင်းတိုက်မဲ့ဒီအကူပြောင်းဟာစံတန်းနေလို့ထင်ရပေမဲ့လက်နက်ကင်တော်လိုင်းရဲ့အတွင်းတံတန်းမှာတိမ်မွေးမှုတစ်ခုကရှိရဲလက်ရှိတော်လိုင်းခီးကျန်းတွေထဲမှာခိုင်မာပြတ်သားတဲ့နိုင်ငံရေးခံယူချက်ကြောင့်လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်လာသူတွေရှိသလိုတောင်ဆန်းစုကြည်ကိုဖမ်းဆီးချုံနောက်ထားတဲ့အတွက်မကြည်နဲ့လို့လက်နက်ကင်ဆောင်လာသူတွေလည်းရှိပါတယ်။ ဒီဘက်မှာရဲဘော်တွေကအမေစုကြောင့်တိုက်နေရလို့ပြောရင်ဟိုးစာစိတ်ထဲကလန့်ဖြစ်တယ်မဟုတ်သေးဘူးလေဆိုပြီးရှင်းပြတယ်တချို့ဆိုအဲ့ဒီခံယူချက်နဲ့ပဲအသက်ဆုံးသွားကြတယ်ဒါဟာမနီယာတော့မဟုတ်ပေမဲ့မန်နီယာလည်းမဟုတ်ဘူးလူတွေကသူတို့အတိုင်းတာနဲ့သူတို့ယုံကြည်မှုတွေကိုလက်ခံထားကြတာပဲလို့ကျွန်တော်လက်ခံလိုက်တယ်လို့ဆိုပါတယ် နိုင်ငံရေးအသိဉာဏ်ရှိတဲ့ပညာတတ်လူဒန်းစားတွေပေါ်တော်အောင်ဆန်းစုကြည်ကိုခွဲခြမ်းစိတ်ပြားနေတဲ့နီလန်းတွေနဲ့ချင်ကပ်ပြီးကောင်းမွန်မှုကိုလက်တင်ခံကြတာမျိုးဖြစ်နိုင်ပြီးမယ်ဒီအချိန်ဤနဲ့အလန်းကွာနေသူတွေဖို့မှာတော့ရှုံးချင်ရလို့ဆိုတဲ့မူနဲ့ပဲခြေစုံပြင်ရပါတယ်ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးအကျိုးရအောင်လုပ်မဲ့သူမဟုတ်ဘူးဆိုတဲ့ယုံကြည်ချက်ကနိုင်ငံခံယူချက်ဟုတ်ခြင်းမဟုတ်ခြင်းကိုသူတို့တွေစိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာသူတို့ချစ်ခင်ရှုံးချင်ရသူကိုကာကွယ်ပေးခြင်းစိတ်ပါဒီအတွက်လည်းသူတို့ယုံကြည်ချက်ကိုကင်ဆွဲပြီးအသက်ဆုံးဖို့ဝင်မလေးပါဘူးရဲဘော်တွေကစစ်တပ်ကိုမုန်းတဲ့အန်တီကိုချစ်တဲ့အန်တီအတွက်ကျွန်တော်တို့တိုက်ခိုက် ်ခဲ့ကြလို့တချိန်ချင်းကြပြောခွင့်ရလို့ပြောများပြောရရင်အန်တီဟာစိတ်မကောင်းဖြစ်မယ်မထင်ဘူးလို့တွေးမိတယ်တဆက်တဲ့ဝမ်းတာပီတီမျက်ရည်ကြာနေမယ်ထင်တယ်လို့ရဲပေါ်ကိုလင်းတယောက်ကတော့သူ့ရဲ့စိတ်ကူးစကားကိုခုလိုပြောသွားပါတယ်ဒါဟာဆင့်ဆိုရဆက်ဆက်ဘသူမှမရခဲ့ဘူးတဲ့လူတို့မြတ်တာပါဒါဟာဆေအာနာရှင်တို့ရဲ့အကြောက်ဆုံးခွန်အားတည်းရဲ့ပါဒါကြောင့်မေတော်ဆန်းစုကြည်ကိုလူလူစီကနေမရရတဲ့နီးနဲ့စွဲခွာဖဲထဖို့ကြိုးစားနေကြတာပါဒါပေမဲ့သူတို့ကြိုးစားမှုကအချင်းနီးတသက်ဖြစ်တယ်ဆိုတာလူတို့ရဲ့မြစ်တာနှင်းစီပွင့်နေကတတ်သိခေါ်နေပါတယ် လူတယောက်ဟာလူအုပ်စုကြီးတစုပေါ်မှာနှစ်ပေါင်းများစွာလွှမ်းမိုးထားဖို့ဆိုတာတော်ရုံအားထုတ်မှုမျိုးနဲ့မရပါဘူးအကွဲပြင်းနဲ့အကူပြောင်းများလို့နဲ့မြန်မာနိုင်ငံခင်ချင်းမှာဒီလိုရယူထားနိုင်တဲ့လူလူကောင်းဆောင်တယောက်ဖြစ်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကတော့လုံနိုင်ခဲ့ပါတယ်လို့ရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်